မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ပခုတ်ကူကံမလမ်းမိုက်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့နေရာကို PDF တပ်ဖွဲ့ကနေပြည်တော်ရှင်းလင်းပြုလုပ်တဲ့အချိန်မှာခဲရနဲ့အုံဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်8:00နာရီကမှပခုတ်ကူမြို့တပ်မတရတက်ကထွက်ခွာလာတဲ့အကြမ်းဖက်စစ်သား150ခန်းနဲ့ရင်း73စီးပါစစ်ကြောင်းကိုပခုတ်ကူနယ်ကံမလမ်းမိုက်မှာ drone နဲ့ဘုံသီးအလုံး90ခန်းကျဲချတိုက်ခိုက်ရာစစ်ကြောင်းမှုအပါအဝင်စစ်သားရဲပြူစောတိ10ဦးခန့်တိုက်ဆုံးပြီးတော့ 28ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက၄ချောင်းပစ်ကူတောင်းခဲ့ရာဇွန်လ၄ရက်နေ့မနက်9:15မိနစ်အချိန်မှာကံမြင်ကုန်းချေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့နေရာကိုဇွန်လ16ရက်နေ့မှာမြိုင်ပကဖတပ်ဖွဲ့ကနေမြေရှင်းလေးလုပ်တဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကြံခဲ့တဲ့9မီလီမီတာကြီး215တောက် G3G 82တောက်40မမကြီးတစ်ဖူး UZG ပေါက်3ခုအတူပေါက်တစ်ပေါက် လက်ပြပုံနှလုံးလက်ထိတ်တစ်ခုနဲ့အတူအခြားဆက်ဆက်ပစ္စည်းတွေကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုမြိုင်ပကဖ Black Cobra Force ကမ္မတပ်ပေါင်းစု PKU Turin ဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့ပခုတ်ကူ People Defense Force PPDF မြိုင် Air Fighter The Red Revolutionaries DMG Damage ကမ္မ Defense Force KMDF ပခုတ်ကူ KN တိုင်ရင်ဆက်သုံးနဲ့ဗမာတိပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်အမျိုးသားစည်းရုံး KNU ဒဝဲခရိုင်တမဟာ၄နယ်မြေမှာရှိတဲ့စစ်ကောင်စီရဲ့ကြောက်လုံးကြီးစခန်းဟာဇွန်လ15ရက်နေ့မှာစခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမဟာ၄နယ်မြေတနင်္လာနေ့မြစ်ဘေးမှာရှိတဲ့အောင်တာဝရတပ်စခန်းကို KNL နဲ့ PDF ကူးပေါင်းတပ်ဖွဲ့ကဇွန်လ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ကြောက်လုံးကြီးစခန်းဟာလည်းစခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အောင်တာဝရတပ်စခန်းမှာခလာရ215တပ်ဖွဲ့ဝင်များထိုင်နာခြင်းဖြစ်ပြီးတော့အခုစခန်းစွန့်ခွာသွားကြတဲ့ကြောက်လုံးကြီးစခန်းဟာလည်း ခလိုက်ရ185တပ်ဖွဲ့ဝင်တွေထိုင်ထားတဲ့စခန်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလဖာဒိုလီကြောက်လုံးကြီးစခန်းဖြူဟာကုန်းက15ရက်နေမှာသူတို့က စခန်းကိုဆုံးခွာပြီးတော့ထွက်သွားတာကြောက်လုံးကြီးကတနင်္လာရီမြစ်ဘေးနားမှာကရင်ရွာတဲကိုသူတို့ကအခြေဆိုင်တယ် သူတို့ကအောင်တာဝရကြပြီးတဲ့နောက်မှာသူတို့စိုးရိမ်လို့ထင်နေထွက်သွားကြတာထွက်သွားတာကတော့သူတို့ရဲ့စခန်းခလာရ285ကတော့ပလောမှာရှိတယ်လို့ဘရူစိုးရိမ်နာကပြောဆိုထားပါတယ် KNL ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခြင်းမပြုရသေးခင်စခန်းကိုစုံခွာထွက်ပြေးသွားကြခြင်းဖြစ်တယ်လို့သိရပါတယ် KNL တပ်မဟာ၄နယ်မြေမှာအခုနှစ်အတွင်းစစ်ကောင်စီတပ်စခန်း၉ခုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်ဇွန်လ14ရက်နေ့ကသိမ်းပိုက်ခဲ့တဲ့အောင်တာဝရတပ်စခန်းသိမ်းတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း18လောင်းတွေ့ရှိခဲ့ရပြီးတော့လက်နက်ခဲယမ်းမ များကိုတင်ဆက်ရရှိခဲ့ကြသောသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်စခန်းများအားလုံးကိုထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက်မြို့ပေါ်နေပြည်သူများအားလုံးချက်ချင်းထွက်ခွာပေးကြရန်ရခိုင်တပ်တော် AA ကတတိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် လက်ရှိအချိန်မှာမောင်တော်မြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆင်ကောင်းစီရဲ့စခန်းများအလုံးနီးပါးကိုရခိုင်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်ကအပိသက်သိမ်းပိုက်ထားပြီးတော့မောင်တော်မြို့နယ်မောင်တော်မြို့ပတ်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်ဆင်ကောင်းစီရဲ့လက်ကျန်စခန်းများအလုံးကိုလည်းရခိုင်တပ်တော် AA ကဝိုင်းရပိတ်ဆို့ဖြတ်တောက်ထားတယ်လို့သိရပါတယ် အဲ့ဒီလက်ကြံစကားများအလုံးကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက်မောင်တော်မျိုးနေပြည်သူများရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တဲ့အတွက်ကြောင့်မောင်တော်မျိုးနေပြည်သူများအနေနဲ့ဇွန်လ16ရက်နေ့ည9:00နာရီအချိန်ကစတင်ပြီးတော့မောင်တော်မျိုးအတွင်းကနေပြီးတော့အ мян ဆုံးထွက်ခွာသွားကြရန်ရခိုင်တပ်တော် AA ကအတိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမောင်တော်မျိုးကို၎င်းတို့ရဲ့စစ်စခန်းများတပ်ဖွဲ့အုံပြုပြီးတော့မြို့ပြစစ်စင်ရေးပြုလုပ်ရန်ကြိုတင်ပြင်ဆင်ထားတာဟာကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ်မောင်တော်မျိုးသူမျိုးသားများအနေနဲ့စစ်ကောင်စီရဲ့လမ်းမအိမ်များအတွင်းကနေပြီးတော့ခုခံစစ်ပြင်ဆင်ထားတဲ့နေရာများတိုက်တာအဆောက်အုံများပေါ်မှာရှိတဲ့စနိုက်ပါပစ်ခတ်ရန်ပြုလုပ်ထားတဲ့နေရာများနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများမှာအတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန်ရခိုင်တပ်တော် A ကတတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမျိုးမင်းကန်ရက်ွက်များကအရက်သားပြည်သူအမျိုးသားနဲ့အမျိုးသမီး200ကျော်ကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ဇော်လ15ရက်နေ့ည7:30မိနစ်ခန့်မှာမင်းကရက်ကွက်အကွက်8930နဲ့အကွက်9တို့ကနေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီကတိုင်ဝင်တိုင်ထွက်ဝင်ရောက်စီးနင်းပြီးတော့ရက်ကွက်နေပြည်သူအမျိုးသားနဲ့အမျိုးသမီး200ကျော်ကိုအကြောင်းမဲ့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မြမတို့အကွက်9ကဆိုရင်အသက်ကြီးပိုင်းနဲ့ကလေးတွေပဲကြမ်းတယ်အကုန်ဖမ်းဆီးပြီးတော့ခေါ်သွားပါတယ်။ ညမအမျိုးသားနဲ့ညမအကိုလည်းဖမ်းဆီးခံရတဲ့တဲပါသွားတယ်ဘေးပတ်ဝန်းကျင်ကနေအင်ကလူတွေကိုလည်းအကုန်ဖမ်းသွားပါတယ်ညမတို့ရက်ကွက်ကဆိုရင်အယောက်တရာကျော်ပါသွားတယ်ညမတို့ရက်ကွက်ကအမျိုးသမီးတစ်ယောက်လည်းပါသွားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကမင်းကန်ရက်ကွက်ကိုစစ်ကား၁၀စီးကျော်နဲ့ဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်ပြီးတော့အကွက်၉နဲ့အကွက်၁၀မှာစစ်ကားများကိုချထားကတအိမ်ဝင်တအိမ်ထွက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသနေပြည်သူများထံကနေပြီးတော့သိရပါတယ် အကုန်လုံးစစ်ယူနီဖောင်းတွေနဲ့ပါစစ်ကား၁၀စီးလောက်ရှိမယ်၁၂နာရီခွဲလောက်မှာမင်းကရက်ကွက်ကိုဝင်လာတာပါအကွက်ကိုကိုဝင်တယ် ပြီးတော့အကွက်၁၀ကိုဝင်ဆက်ပါတယ်ပြီးတော့အကွက်၈ကိုဝင်ဆက်ပြီးတော့အမျိုးသားတွေအကုန်လုံးကားပေါ်ကိုတင်ပါတယ်ပြီးတော့ခေါ်သွားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်ဖမ်းဆီးခံရတဲ့လူတွေထဲမှာအသက်မပြည့်သေးတဲ့လူငယ်အများအပြားပါဝင်ပြီးတော့အသက်၃၃နှစ်ကနေစပြီးတော့အသက်၅၀ကျော်အမျိုးသား200ကျော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးသွားတဲ့လူတွေကိုဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးကြောင်းဒေသနေပြည်သူများကဆက်လက်ပြောဆိုထားပါတယ်အိမ်အောင်စုစီရင်စစ်တယ်ပြောတယ်ဒါပေမဲ့အမတို့အိမ်အောင်စုစီရင်ပြရင်လဲဖမ်းတာပဲ အမအဖေရောမောင်လေးရောအမျိုးသားပါအားလုံးကိုခေါ်ဆောင်သွားတယ်ဘယ်ကိုခေါ်သွားမှန်းအခုချိန်ထိကိုမသိရသေးဘူးလို့ပြည်သူတို့ကဆက်လက်ပြောဆိုထားပါတယ်လူပေါင်း200ကျော်ဖမ်းဆီးခံရတဲ့ထဲမှာအသက်21နှစ်အရွယ်မင်းကန်အကွက်ကိုကအမျိုးသမီးတဦးသာပါဝင်ပြီးတော့ကြံတဲ့သူများအားလုံးဟာအမျိုးသားတွေဖြစ်တယ်လို့သိရပါတယ်မင်းကန်ရက်ကွက်မှာနေထိုင်တဲ့သူတွေရဲ့ပြောဆိုချက်အရဇွန်လ16ရက်နေ့ညပိုင်းမှာလဲအကြမ်းဖက်စစ်ကောင်စီကဝင်ရောက်ဆစ်ဆီးပြီးတော့ပြည်သူများကိုဖမ်းဆီးနိုင်သေးတယ်လို့ဒေသနေပြည်သူတွေကပြောဆိုထားပါတယ် ဖမ်းဆီးခံရတဲ့သူတွေဟာရေချမ်းပြင်အောက်တိုင်းကြက်တော်ပြင်ပလင်းပြင်အုပ်ရည်ဖော်စတဲ့ကြေးရွာသားတွေဖြစ်ပြီးတော့မကြသေးမီကမြို့ပေါ်မင်းကန်ရက်ကွက်ကိုပြောင်းရွှေ့နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကြေးရွာများဟာပြီးခဲ့တဲ့ဇွန်လ14ရက်နေ့နောက်ဆုံးထားပြီးတော့အဲ့ဒီကြေးရွာများကရွာသားတွေကိုတခြားနေရာကိုပြောင်းရွှေ့နေထိုင်ရန်စစ်ကောင်စီကအမိန့်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရင်တန်းနဲ့ခြေလင်းစစ်ကြောင်းကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ14ရက်နေ့နဲ့15ရက်နေ့တွေမှာပခုတ်ကူမြို့မှာရှိတဲ့အမှတ်တရတဲ့ခြေမြန်တပ်မဌာနချုပ်နဲ့ ကန်တိန်ကန်တော်ရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရင်တန်းနဲ့ချိန်လင်းစစ်ကြောင်းတို့ကိုတော်လိုက်တပ်ဖွဲ့များကနှစ်ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကန်တော်အနောက်ဘက်ကိုရောက်နေတဲ့ကားတန်းကအရင်တစ်ခါကတည်းကကားတွေပြက်စီးမှုများပြီးတော့ရှေ့မတိုးနိုင်ဖြစ်နေတာအဲ့ဒီကားတန်းကို drone နဲ့ထမှန်တိုက်ခိုက်တာပါစစ်ခွေးတွေထိခိုက်မှုရှိတယ်။နောက်ပြီးတော့စစ်ခွေးစစ်ကြောင်းကစုံတော်မှရောက်နေလို့စုံတော်ကိုလည်းအင်နာကဘုံတိနဲ့တိုက်ခိုက်ခဲ့တာထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့ပူပေါင်းအဖွဲ့တွေကရရင်ရတယ်လို့လင့်ရင်လစ်တယ်လို့ဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပါတယ်လို့ဗာမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတိုင်ရင်တက်ဗာမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ပောက်ပကဖဦးကြီးအဖွဲ့မုံဆိုးအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းပသိမ်မြို့အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကစစ်သားတဦးဟာပသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ9ရက်နေ့မှာပသိမ်မြို့အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်အမတ်7အစစ်မြေဆက်သွယ်မှုတရင်အဆရာ7ကတပ်မတော်သားတဦးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားကိုပသိမ်မြို့နယ်ပကဖကနှွေးထွေးစွာကြိုးစိုးလက်ခံခဲ့ပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ယ်ပသိမ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုအလင်းဝင်ရောက်ပြီးတော့ပြည်သူ့ရင်ဝယ်ကိုခိုးလုံလာတဲ့စစ်ကောင်စီတပ်သား12ဦးထိရှိလာပြီဖြစ်ပြီးတော့ကြန့်ရှိနေတဲ့စစ်သားနဲ့ရဲများပြည်သူ့ဘက်ကိုရပ်တည်ကြရန်ပသိမ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ